ဘရာဇီးကျယ်ဝင်ဗီနီစီယားဟာနီပြစားပြီးအလွန်ဆိုနဲ့ဆက်ဆံရေးအဆင်မပြေဖြစ်နေချိန်မှာရီယယ်အသင်းကိုစာအုပ်တက်တန်းမတိုးဘူးလို့ပြောခဲ့ကြောင်းဒဲအက်လက်တစ်ကဖော်ပြထားပါတယ်။နောက်နောက်ဆက်ခုနှစ်နွေရာသီအထိရီယယ်အသင်းနဲ့စာချုပ်ရှိနေတဲ့ဗီနီစီယားဟာပြည်ရဲ့လာကတီးသက်စကားပြောဆိုမှုတစ်ခုမှာကလပ်အသင်းကြီးရဲ့ပီရက်စတန်သူ့ရဲ့ရက်တီချက်ကိုတီးပေးခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့တာပါ။ပြီးခဲ့တဲ့ဇန်နဝါရီမှာရီယယ်အသင်းနဲ့ဗီနီစီယားတို့ဟာစာချုပ်ဆွေးနွေးမှုတွေစတင်ခဲ့ပြီးမဲ့သဘောတူညီမှုမရခဲ့တာကြောင့်ဆွေးနွေးမှုတွေရပ်တန့်ခဲ့ပါတယ်။ဗီနီစီယားဟာဘာစလိုနာအသင်းကိုငကိုတကိုးနဲ့ အနိုင်ရခဲ့တဲ့အော်တိုဘာ26ရက်ကပွဲစဉ်မှာလူစားလက်ခံရပြီးနောက်ဒေါသတကြီးတုံမြန်ကကွင်းထဲကနေထွက်ခွာခဲ့ပါတယ်။နောက်ပိုင်းမှာဗီနီစီယာသူ့ရဲ့အပြုတ်မှုတွေတောင်းပန်မှုတွေပြုလုပ်ခဲ့ပြီးနောက်ပိုင်းရက်တွေမှာကုက္ကရာပီရက်စ်နဲ့တွေ့ဆုံခဲ့ပါတယ်။ဒီစီဝဲမှာဗီနီစီယာကလက်ရှိအခြေအနေတွေမှာစာအုပ်တက်တန်းတိုးခြင်းကမန်ကန်နဲ့ဆုံးဖြတ်ချက် ဖြစ်တယ်ဆိုတာသူမယုံကြည်ဘူးလို့ပြောခဲ့ကြောင်းဒါအက်သလက်တစ်ကဖော်ပြထားပါတယ်။ဒီရက်တွေမှာအခုချိန်ထိပြောင်းလဲမှုမရှိသေးပဲ။ဒါကနီးပြအလွန်ဆိုနဲ့သူ့ရဲ့ဆက်ဆံရေးအဆင်မပြေတာကြောင့်အပါဝင်တယ်လို့ဇာသမားနဲ့နီးဆက်တဲ့သတင်းရင်းမြစ် ွစ်တွေကပြောထားတာပါဗီနီစီယာနီပြအလွန်ဆိုလက်ထက်မှာတွဲချင်းပြေကစားခွင့်မရခြင်းလူစားလဲအဖြစ်ပါဝင်နေရခြင်းတွေအပေါ်မှာစိတ်ပြက်နေတာဖြစ်ပါတယ်ဗီနီစီယာနီပြအောင်အန်ဆယ်လော့တီလက်ထက်မှာအကောင်းဆုံးပုံစံတွေပြသနိုင်ခဲ့ပေမယ့်အလွန်ဆိုလက်ထက်မှာရုန်းကန်နေရတာပါဗီနီစီယာဒီဟာဒီမှာရီယဲတင်းတို့16ဝယ်ကစားထားပြီးငါးဂိုးသွင်းယူထားပါတယ်ရီယဲတင်းဟာနောက်ဆုံးကစားခဲ့တဲ့လာလီဂါ၂ပွဲစလုံးအသေးကျခဲ့တာကြောင့်အဆင့်နေနေရာကဘာစလိုနာအသင်းကိုတမတ်တာဖျက်ပြီးထိတ်ဆုံးနေရာမှာရပ်တည်နေတာဖြစ်ပါတယ်